ကျန်တော်ခရိယံဘာသာတယောက်ပါဆရာဗုဒ္ဓဘာသာကိုလည်းလေ့လာနေပါတယ်ဆရာ။နောင်ပွင့်မဲ့ဖရာကလူကဖရာဖြစ်သွားသလား။ဒါမှမဟုတ်ဖရာကတသက်မွေးပွားလာသလားဗျာ။ကျန်တော်ခရိယံဘာသာတယောက်ပါဆရာဗုဒ္ဓဘာသာကိုလည်းလေ့လာနေပါတယ်ဆရာ။နောင်ပွင့်မဲ့ဖရာကလူကဖရာဖြစ်သွားသလား။ ဒါမှမဟုတ်ဖယားကတက်တက်မွေးပွားလာသလားဗျာငားမလဲလို့ပါဆရာတဲ့လူကနေဖယားဖြစ်မှာပါဖယားအဖြစ်နဲ့မွေးပွားလာမှာမဟုတ်ပါဘူးနော်လူကနေဖယားဖြစ်တယ်ဆိုလို့အကြောင်းမဲ့ဖြစ်တာတော့မဟုတ်ပါဘူးဖယားဖြစ်စေနိုင်တဲ့ပါရမီအကြောင်းအထောက်အပံ့တွေလှုပ်ထားလို့ဖယားဖြစ်တာပါပါရမီအကြောင်းအထောက်အပံ့တွေကဘာတွေလဲဆိုရင်ဒါနပါရမီပေးကမ်းလှူဒန်းခြင်းသီလပါရမီ သီလစောင့်တည်ခြင်း မိခမပါရမီယသိယဟန်ပြုခြင်းပညာပါရမီပညာကိုစီပုလေ့လာခြင်းဝရိယပါရမီမတွမဆုပ်ဇွဲလုံးလားဖြင့်ကြိုးစားအားထုတ်ခြင်းခန္တီပါရမီတိခန့်ခြင်းတစ္ဆာပါရမီမှန်သောစကားကိုပြောဆိုခြင်းမေတ္တာပါရမီတတဝါတို့အပေါ်၌မိမိနှင့်မချတနာချစ်ခင်ခြင်းအဋိဌာနပါရမီအပြည့်ကင်းသောအလုံး၌စိတ်ဖြင့်ကြံစီ၍ကြံစီသည့်အတိုင်းလုပ်ကံခြင်းဥပိ္ပခာပါရမီလိလိယူရှုခြင်းဆိုတဲ့ပါရမီ၁၀ပါး ဒနာပရိစာကစီးစိမ်ဥစ္စာကိုဆွန့်လွှတ်လှူဒန်းခြင်းပုဒ္ဒပရိစာကသာသမီကိုဆွန့်လွှတ်လှူဒန်းခြင်းပရိယပရိစာကဇနီးမယားကိုဆွန့်လွှတ်လှူဒန်းခြင်းအင်္ဂါပရိစာကကိုလက်အင်္ဂါတို့ကိုဖျက်တော့လှူဒန်းခြင်းဇီဝိတပရိစာကအသက်ကိုဆွန့်လွှတ်လှူဒန်းခြင်းဆိုတဲ့ဆွန့်ကြည့်ခြင်း၅ပါးလောကထစရိယလောကသားတို့အတွက်ကျင့်ခြင်းညာတထစရိယဆွေမျိုးတို့အတွက်ကျင့်ခြင်းဗုဒ္ဓထစရိယဖျားဖြစ်ဖို့အတွက်ကျင့်ခြင်းဆိုတဲ့စရိယ၃ပါး ဤပါရမီ၁၀ပါးစွန့်ကြည့်ခြင်း၅ပါးစရိယ၃ပါးတို့ကိုဖြည့်ကျင့်ရပါတယ်ဖြည့်ကျင့်တယ်ဆိုတဲ့နေရာမှာလည်းပဲတဘာနဲ့တဘာမတူပါဘူးเนาะဝရိယအဓိကဖရာက၁၆သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်တဒာဓိကဖရာက၈သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်ပညာဓိကဖရာက၄သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်အခုဦးဇင်းတို့ကိုးကွယ်နေတဲ့ဂေါရမမြတ်စွာဘုရားဟာ လေးတင်ခြင်းနဲ့ကဘာတသိန်းပါရမီဖြစ်ကျင့်တဲ့ဘုရားဖြစ်ပါတယ်။နောင်ပွင့်မဲ့အရိမတိယဘုရားကတော့16တင်ခြင်းနဲ့ကဘာတသိန်းပါရမီဖြစ်ကျင့်ထားတဲ့ဝရိယအဓိကဘုရားဖြစ်ပါတယ်။အဲဒီလို16တင်ခြင်းနဲ့ကဘာတသိန်းပါရမီဖြစ်ကျင့်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လူသားအဖြစ်နဲ့မွေးဖွားလာပြီးဘုရားဖြစ်အောင်ကြင့်ကြံအားထုတ်၍ဘုရားဖြစ်မှာဖြစ်ပါတယ်နော်။အရှင်ဘုရားရိုသေစွာလျှောက်ထားအပ်ပါတယ်။တရားဆိုတာဘယ်သူပဲဟောဟောနာကြားကောင်းတာသိပါပြီဘုရား။ ဆရာတော်ဥကျော်ဟိန်တရားလိုက်ဟောတဲ့အခါဆရာတော်ကြီးတွေကသာသနာဖြတ်လို့ပြောခြင်းကအဘယ်အကျိုးကြောင့်ပါလဲဖေရယူသေးစွာရှောက်ထားအပ်ပါတယ်တဲ့အဲ့ဒီအကြောင်းအရာကိုအပြည့်စုံသိကျင်တယ်ဆိုရင်ခေမကန်ဆရာတော်အရှင်ခေမိန်ဒဟောကြားတော်မူသောသာသနာပြုမာလားသာသနာဖြတ်မာလားဆိုတဲ့တရားကိုရှာပြီးနားကြည့်ပါနော်အဲ့ဒီတရားကဥကျော်ဟိန်ကိုဟောတဲ့တရားဖြစ်ပါတယ်အဲ့ဒီမှာအပြည့်အစုံသိရပါလိမ့်မယ်ဒီမှာတော့ဥစဉ်နည်းနည်းပဲပြောပါမယ်နော် ပရိသတ်တွေကဥကျော်ဟင်းကိုအရှင်ဖရာမြတ်စွာဘုရားကတုတ်တန်ဝီနိအဘိဓမ္မာဆိုပြီးပိဋကတ်သုံးပုံကိုဟောကြားခဲ့ပါတယ်အရှင်ဖရာတရားဟောတဲ့အခါမှာအဲ့ဒီပိဋကတ်သုံးပုံထဲကဘယ်တရားကိုထုတ်နှုတ်ပြီးဟောမှလဲလို့မေးပါတယ်အဲ့ဒီအခါမှာဥကျော်ဟင်းကတုတ်တန်ဝီနိအဘိဓမ္မာပိဋကတ်သုံးပုံကိုဖရာဟောပါတယ်လို့ဘယ်သူအာမခံနိုင်ပါသလဲ ်ဦးသင်ကဖះဟောကိုဟောမှာမဟုတ်ဘူးကို့အသည့်ကိုကို့ဟောမှာဆိုပြီးပြောပါတယ်ကို့အသည့်ဆိုတာဗာလေပုထုဇဉ်အသည့်အကန်းအသည့်ပါနော်ပုထုဇဉ်အသည့်အကန်းအသည့်ကိုဟောမယ်ဆိုရင်လူတွေလမ်းမရောက်ပြီးတော့သာသနာပြစ္စည်းပါလိမ့်မယ်နော်ဒါကြောင့်ဥကြဟင်းကိုသာသနာဖြတ်လို့ခေါင်းစဉ်တက်ပြီးတရားဟောပိတ်လိုက်ခြင်းဖြစ်ပါတယ်เนาะငရဲပြည်တို့နတ်ပြည်တို့ဆိုတာတကယ်ရှိတာလားသူများနိုင်ငံတွေဆို အာကာသလေရင်နဲ့ဒီလကဘာအပြင်ဘတ်တောင်သွားနေတာဘာနဲ့ပြေမှလည်းမတွေ့ဘူးတဲ့ဒီမှန်ပိုင်ရှင်လေးကိုဦးစင်တနာမိပါတယ်เนาะရုပ်မှန်သမျှအစင်းရှိပါတယ်သို့တော့အချို့အစင်းတွေကအလွန်အမတန်မှနူးညံ့တိမ်မွေ့လွန်းတာကြောင့်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူးမမြင်ရဘူးဆိုတာကမရှိလို့မမြင်ရတာမဟုတ်ပါဘူး ကိုကမြင်နိုင်တဲ့စွမ်းအားမရှိလို့ဖြစ်ပါတယ်။ငရေပြည်၊နတ်ပြည်တွေကို လူတွေကမြင်ရဖို့မဆိုထားနဲ့။အောက်အောက်သောနတ်ငယ်တွေ၊မြမာငယ်တွေတောင်မှ အထက်အထက်သောမြမာကြီးတွေကိုမမြင်ရပါဘူး။အထက်အထက်သောမြမာကြီးတွေက ရုပ်ကြမ်းဖန်ဆင်းပြမှသာ အောက်အောက်သောမြမာငယ်တွေ၊နတ်တွေကမြင်ရပါတယ်။ငရေပြည်တွေ၊နတ်ပြည်တွေဆိုတာကကံကြောင့်ဖြစ်တဲ့ရုပ်တွေဖြစ်တာကြောင့် အလွန်အမတန်နှူးညံ့လွန်တဲ့အတွက်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူး။ငရဲပြည်တွေ၊နတ်ပြည်တွေကိုမြင်ချင်တယ်ဆိုရင်ဖျားရှင်က အခုလိုနီလံပေးခဲ့ပါတယ်။ဖျားရှင်ပေးခဲ့တဲ့နီလံကတမထဘာဝနာနီလံပဲဖြစ်ပါတယ်။တမထဘာဝနာကိုပွားများတဲ့အခါမှာပထမဇံကနေပြီးဒုတိယဇံ၊တတိယဇံ၊စတုထဇံ၊ပင်စမဇံထိအစုံပွားများရမှာဖြစ်ပါတယ်။ တခါပင်စမဇံကနေစတုထဇံတတိယဇံဒုတိယဇံပထမဇံထိအစံပွားများရမှာဖြစ်ပါတယ်။အဲ့ဒီလိုအစုံအစံပွားများပြီးဝတိဖော်နိုင်မှသာစွမ်းအားတစ်ခုကိုရပါမယ်။အဲ့ဒီစွမ်းအားကတော့ဝေသောဖုံးကွယ်အပ်သော အလွန်နူးညံ့သိမ်မွေ့သောအစင်းတို့ကိုမြင်ရတဲ့နမျက်စိကဲ့သို့သော အမြင်အာရုံပဲဖြစ်ပါတယ်။အဲ့ဒီနီးနဲ့စူးစမ်းအားထုတ်မှသာငရေပြေနတ်ပြေတွေကို မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီနီးနဲ့ကြိုးစားအားထုတ်ခြင်းမရှိဘဲပါမန်လောကီပညာနဲ့လိုက်ကြည့်နေလို့ကတော့ငရဲပြည်တွေ၊နတ်ပြည်တွေကိုလုံးဝမြင်ရမှာမဟုတ်ပါဘူး။အရှင်ဖေယားဒါလေးဖြေကြားပေးပါဖေယား။ဖေယားကန်းသို့မဟုတ်ဖေယားစင်ရှိမှာပစိုးလဲတာတို့အဝတ်စားလဲတာတို့ဆိုရင်ငရဲကြီးပါသလားဖေယားတဲ့။ ဦးစင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာဖရာရုပ်ွားစင်းတို့တော်တွေကို ကိုးကွယ်တယ် ဆိုတဲ့နေရာမှာရုပ်ဝတ္ထုတသက်သဘောထားပြီးကိုးကွယ်တာမဟုတ်ပါဘူးတတ်တော်ထင်ရှားဖရာရှင်ကိုရည်မှန်းပြီးကိုးကွယ်တာဖြစ်တဲ့အတွက်တတ်တော်ထင်ရှားဖရာကဲ့သို့သဘောထားရမှာဖြစ်ပါတယ်တခါတုန်းကမဟာကန္တာယုံဆရာတော်ဖရာကြီးဟာသူကျင်းဆက်တဲ့အခန်းထဲမှာဖရာရုပ်ွားစင်းတို့တော်တွေ မထားဘူးလို့သိရပါတယ်အဲ့ဒီအကြောင်းအရာကိုဒကာဒကမတွေသိတဲ့အခါမှာ ။ဘာကြောင့်ဖျားယူပွားဆင်းတုတော်တွေအခန်းထဲမှာမထားရပါသလဲဟုဆရာတော်ကြီးအားမေးမြန်းလျောက်ထားပါတယ်။အဲ့ဒီခါမှာဆရာတော်ကြီးကဖုန်ကြီးကဖျားယူပွားဆင်းတုတော်တွေကိုတတ်တော်ထင်ရှားဖျားကဲ့သို့သဘောထားတာဖြစ်တဲ့အတွက်ဖျားရှိမှအနေထိုင်မတတ်ရင်အပြစ်ဖြစ်မှာကိုကြောက်လို့ဖုန်ကြီးကျင်းတဲ့အခန်းထဲမှာဖျားယူပွားဆင်းတုတော်မထားခြင်းဖြစ်တယ်လို့ပြန်လည်မိန်ကြားတော်မူပါတယ်။သာသနာ့ဥရှောင်ဆရာတော်ကြီးများပင်လျင်ဖျားယူပွားဆင်းတုတော်များကို တတ်တော်ထင်ရှားဖရာကဲ့သို့ကြီးညိုလေးစားကြပါတယ်။ဒါကြောင့်ဥစဉ်တို့ဗုဒ္ဓဘာသာဝင်တွေဟာလည်းပဲဖရာကျောင်းဆောင်ရှိမှာဖရာရှင်ကိုတတ်တော်ထင်ရှားကဲ့သို့သဘောထားပြီးမဖွဲမရမလုပ်ကြပါနဲ့။အဲ့ဒီလိုမဖွဲမရလုပ်မယ်ဆိုရင်အပြည့်ဖြစ်နိုင်တဲ့အတွက်မရဲကြီးနိုင်ပါတယ်။စင်ကြင်တုံတရားနဲ့ထိမ့်သိမ့်နေထိုင်တတ်ကြပါစေလို့ပြောချင်ပါတယ်။အရှင်ဖေရဖုန်ကြီးကြောင်းတဲ့ဖနက်စီးတင်လားမစီးတင်ဘူးလားဖေရမိမ့်ပြီးတော်မူပါဖေရတဲ့ ုံကြီးကြောင်းထဲဖနက်မစည်းကောင်းဘူးဆိုတဲ့အယူဝါဒသည်ဖရာဟောကျမ်းကမှမရှိဘူးဆိုတာကိုတော့အရင်ဆုံးမှတ်သားထားရပါမယ်။ဖုံကြီးကြောင်းထဲဖနက်စည်းတာနဲ့ပတ်သက်လို့မစည်းတင်ဘူးဆိုတဲ့အယူဝါဒကတခုစည်းတင်တယ်ဆိုတဲ့အယူဝါဒကတခုအယူဝါဒနှစ်ခုရှိပါတယ်။မစည်းတင်ဘူးဆိုတဲ့အယူဝါဒကိုညောင်လုံးဆရာတော်ကကျင့်သုံးပြီးစည်းတင်တယ်ဆိုတဲ့အယူဝါဒကိုတော့ရွှေကျင် သာသနာပိုင်ဆရာတော်ကကျင့်သုံးပါတယ် ။ဒါကြောင့်ညောင်လွန်စီရတော်ကမစည်းတင်ဘူးဆိုတဲ့ဝါဒကိုရှင်းသုံးရတယ်လဲဆိုရင်လူတွေကြောင်းဝိုင်းတဲ့ဖဏစည်းပြီးသွားတဲ့အခါမှာဗုဒ္ဓအာဃာရဝဖျားကိုမလေးစားမှုတန်ခါအာဃာရဝတန်ခါကိုမလေးစားမှုတွေဖြစ်စေတဲ့အတွက်မစည်းတင်ဘူးဆိုတဲ့အယူဝါဒကိုရှင်းသုံးခြင်းဖြစ်ပါတယ်။ရွှေကျင်သာသနာပိုင်ဆရာတော်ကဘာကြောင့်စည်းတင်တယ်ဆိုတဲ့အယူဝါဒကိုရှင်းသုံးရတယ်လဲဆိုရင်လူတွေကြောင်းဝိုင်းတဲ့ဖဏမစည်းပဲသွားပါကသူတို့ရဲ့ခြေထောက်မှာပေနေတဲ့အငြိကြီးတွေဟာ န်ခိကကျောင်းပေါ်မှာပေကံကုံမှဖြစ်ပြီးအကုသို့ဖြစ်မှာဆိုတဲ့အတွက်ကြောင့်စီးတင်တယ်ဆိုတဲ့အယူဝါဒကိုကျင့်သုံးခြင်းဖြစ်ပါတယ်။အရင်လိုအယူဝါဒနှစ်ခုရှိတဲ့အတွက်မိမိတို့ကြိုင်နှစ်သက်ရာအယူဝါဒကိုကျင့်သုံးနိုင်ပါတယ်။သို့တော်လည်းပဲဘုရားရှင်လက်ထက်တော်အခါကမဟာရာဇာအမိရှိတဲ့မင်းတပါးဟာကျောင်းဝိုင်းထဲဖဏတ်စီးပြီးတန်ဃာတော်များဇင်းကြံလျှောက်တဲ့နေရာအထိသွားပြီးတော့အရှင်ဘုရားတို့မြတ်စွာဘုရားဗမာတရင်သုံးတော်မူပါတယ်လို့ရေးလျှောက်တော်မူပါတယ် အဲ့ဒီအခါမှာတန်ဃာတော်တွေကမြတ်စွာဘုရားကြောင်းတိုက်အတွင်းမှာသတင်းသုံးတော်မူတယ်လို့ပြန်လည်မိန့်ကြားလိုက်ပါတယ်။အဲ့ဒီလိုမိန့်ကြားလိုက်တဲ့အခါမှာမဟာရာဇာမင်းဟာကျောင်းပေါ်တက်ခံပြီးမှကျောင်းပေါ်ဝမှာဖနှက်ချပြီးတက်တယ်လို့အဆိုရှိပါတယ်။ဒါကြောင့်ကျောင်းဝိုင်းတဲ့ဖနှက်စည်းရာဟာလည်းပဲအပြစ်ရှိတယ်လို့ပြောလို့မရဘူးဆိုတာမှတ်သားထားရပါမယ်။ဖုံဖုံဘုရားကျောင်းနဲ့ကိုစောင်းရင်အလုံးအစင်ပြေတယ်ဆိုတာ ဟုတ်ပါသလားတဲ့။ မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားလို့ဖရာဟောရှိပါတယ်နော်ဘဝမှာအစဉ်ပြေမှုတွေနဲ့ပဲတွေ့ကြုံကျင်တယ်ဆိုရင်မကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုဆောင်မှရပါမယ်သို့မှသာဘဝမှာအစဉ်ပြေမှုတွေနဲ့တွေ့ကြုံရမှာဖြစ်ပါတယ်မကောင်းမှုမှန်သမျှကိုအာလုံးကျွလွန်ပြီးကောင်းမှုကိုမဆောင်သေးရတော့ကျောင်းနဲ့ဆောင်ထားတော်လေးပဲ ဘဝမှာအစဉ်ကြီးမှုတွေဖြစ်လာမှာမဟုတ်ပါဘူးเนาะဒါကြောင့်ဘဝမှာအစဉ်ကြီးမှုတွေနဲ့ပဲတွေ့ကြုံခြင်းတယ်ဆိုရင်ကျွတ်နဲ့ကို ဆောင်ရမှာမဟုတ်ပါဘူးမကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုဆောင်ရမှာ ဖြစ်တယ်လို့ပြောခြင်းပါတယ်တရေအချောက်ခံရရင်ဘေဂါထာရွတ်တင်လဲဥစဉ်တဲ့တခါတုန်းကငွားចောင်းသားတယောက်ညနေဆောင်လို့ငွားចောင်းပြီးအိမ်ပြန်လာတဲ့အခါမှာ ပရဲတကောင်ကတစ်ပင်ခွာချားကနေစောင်းစောင်းထိုင်ပြီး၆ပါတယ်။အဲ့ဒီတရဲကလည်းပဲဖုန်ကြီးဘွားကနေဖြစ်လာတာနော်။မွားကြောင်သားကလည်းပဲဖះစာဆိုလို့မေတ္တာတုတ်ပဲရပါတယ်။မေတ္တာတုတ်ထဲမှာရေကေစီဆိုတာပါတယ်လေ။မေတ္တာတုတ်ရဖူးတဲ့ဒကာဒကာမတွေသိကြပါတယ်။တရဲ၆ခံရတဲ့အခါမှာမွားကြောင်သားကသူရတဲ့မေတ္တာတုတ်ကိုရွတ်ပါတယ်။ကြောက်ကြောက်နဲ့ရွတ်ရတာဆိုတော့ အဲ့ဒီရေကေစီဆိုတာကိုကြော်သွားပါတယ်အဲ့ဒီအခါမှာတရေကဟေ့နွားចောင်းသားနေမေတ္တာတို့ရွတ်တာရေကေစီကြံနေခဲ့တယ်กว่าဆိုလှမ်းထောက်ပေးပါတယ်เนาะအဲ့ဒီအခါမှာနွားចောင်းသားလည်းပဲဟာတရေကမေတ္တာတို့တောင်မကြောက်ပါလားဆိုပြီးထွက်ပြေးပါလေရောဒါကရေစရာပြောပြတာเนาะတရေအချောက်ခံရရင်ဘယ်ဂါထာရွတ်ရမလဲဆိုတော့တရဏဂုံရွတ်ပါတရဏဂုံဟာရွတ်ရတာလေလွယ်ကူသလို့ ထိရောက်မှုလည်းရှိပါတယ်เนาะတရဏဂုံရွတ်တဲ့ပုဂ္ဂိုလ်တွေကိုဘယ်တရေတစီမဆိုကြောက်ပါတယ်ဒါအပြင်တရဏဂုံရွတ်တဲ့ပုဂ္ဂိုလ်တွေကိုလူတွေလည်းချစ်တယ်၊နှက်တွေလည်းချစ်ပါတယ်ဒါကြောင့်တရဏဂုံပဲရွတ်ပါလို့ပြောခြင်းပါတယ်